ိုင်ငံမှာတော့ဝမသွားတဲ့နေရာများမင်္ဂလာပါ Interest Knowledge Spreader ဒီများများအနေနဲ့ဆိုတော့မြန်မာနိုင်ငံရဲ့ဒုတိယနိုင်ငံလို့အောင်ပြောလို့ရပြီးမြန်မာလူသားဥယေတော်တော်များများရှိရနေတာဖြစ်ပါတယ်။အဲဒီနေရာလေးမြန်မာယဉ်ကျေးမှုတွေနဲ့တော်တော်လေးဆင်တူတာဖြစ်ပြီးအောက်တော့ဘာသာနိုင်ငံပဲဖြစ်ပါတယ်။ပို့ထွေးကြချက်ကဖိုင်းမာအောင်တန်းပညာတွေအထက်တန်းပညာတွေတော်တော်လေးကိုခေတ်စားပြီးစုံးကူရဲ့အတတ်ပညာတွေတဲ့ယနေ့ထပ်တိုင်ရှိနေစေဖြစ်ပါတယ်။ထုံနည်းတူပါပဲဖိုင်းနိုင်ငံမှာလူစားရဲဆိုတဲ့နေရာတွေနာမည်ကြီးနေရာတွေနဲ့ခိုက်တယ်ဆိုတဲ့နေရာတွေတဲ့ရှိနေပါသေးတယ်။ ဒါရင်ကရှိတယ်မရှိဘူးဆိုတာညင်းခုံရခတ်တဲ့ကိစ္စတစ်ခုဖြစ်ပြီးမရှိဘူးဆိုတာကိုလည်းတတ်တည်မပြနိုင်ကြသေးပါဘူး။ဒီနေ့တေစာပေးညင်တာကတော့ဖိုင်းနိုင်ငံမှာရောင်လို့တောင်သွားမလဲတဲ့နဲ့နေရာတောင်းကိုအကြောင်းကိုတေစာပေးပါမယ်။ဒါဆိုရင်တော့ဆက်လိုက်ရအောင်မ။ပထမဆုံးတစ်ခုကတော့ဖိုင်းနိုင်ငံမှာမတော်တဆမှုတွေခဏခဏဖြစ်တယ်လို့လူအသေးအပြအယမ်းများတဲ့တရားဒီတစင်းအကြောင်းပဲဖြစ်ပါရယ်။ဒီသားကြီးကတက်တန်းအဖြစ်ည90ကျော်ပြီဖြစ်ပြီးပရှရဘုံမှာအမြင့်ဆုံးကရာဖြစ်ပါတယ်။သူ့နာမည်ကတော့ဟောင်းတိုင်လို့ခေါ်ပါတယ်။သူ့ရဲ့ဒီနေရာကပတ်ချောင်ခရိုင်ပတ်ချက်ဘုံအနီးမှာပဲဖြစ်ပါတယ်။ ဒီရာဂျင်းနဲ့ပတ်သက်လို့စာပြီးစောက်ခါသားကဘာမှမဖြစ်ခဲ့ပေမဲ့ညစ်တော်ကြတဲ့အခါမှာတော့ကြောက်စရာတွေဖြစ်လာနေပါရဲ့အဲ့ဒါကတော့ဒရာဂျင်းပေါ်မှာမကြာခဏမတော်အဆမှုတွေဖြစ်တာပါအစားကတော့တိတ်မတိတာပဲမဲ့နောက်ပိုင်းမှာတော့တဖြည်းဖြည်းပူဆိုးလိုလာခဲ့ပါရဲ့ဖြတ်သွားတဲ့လမ်းသွားလမ်းသာတွေအနေနဲ့လည်းအကြောင်းရင်းမရှိပဲဒရာဘောကခုံရှာပြီးတက်တရားတွေနဲ့ခက်စိတ်စိတ်ဖြစ်လာခဲ့ပါရဲ့ဒါကိုလည်းတိတ်ပြီးတည်းမထားမိရသေးပါဘူးဒီခါမှာတော့ဒရာဘောကနေမှတ်တမ်းတွေရိုက်ကူးထားတဲ့ဗီဒီယိုမှာကြောက်စရာအရေးတွေဝိညာဉ်တရံတွေဖမ်းမိခဲ့ပါရဲ့ တော်ဆောင်မှုပြခဏခဏဖြစ်တဲ့အပြင်ခေလိုက်တိုင်းလည်းလူမတည်ပဲမပြီးရမို့လို့ဗရဏတရာကြီးလိုတော်ခေါ်ကြပါရယ်။ညဘက်ဒီမှာဆိုရင်တရာပေါ်ကဖြတ်သွားဖြတ်လာလည်းမလုပ်ရဲကြဘူး။နေပါမှာတော့မှအဖို့ပေါင်းမပါပဲနဲ့အဲ့ဒီနာကဖြတ်မလျှောက်ရဲကြပါဘူး။မတော်စားမှုတွေကားတိုက်မှုတွေဖြစ်တိုင်းနဲ့ဒီနေရာမှာတွေပွဲချင်းပြီးတည်ဆုံးကြတာမို့လို့ရှေးသူကြီးတွေပြောကြတာပါဒီသားကြီးကစောင်းလို့စင်ကားလာပဲကခင်မင်းကြီးပညာတွေမရှိသေးတာကြောင့်ဒရာမင်းကြီးကိုစောင်းလို့တဲ့ချိန်အလုံသမားတွေပြုတ်ကြတည်ဆုံးတာတွေရှိခဲ့ဘူးလဲလို့ဆိုပါတယ် အဲ့ဒါကပဲမချွတ်မနှုတ်သေးပဲနှစ်စင်လူစားလဲနေရလားဒီစားကြီးကူကပဲခိုက်နေရလားဆိုတာဘသူမှမအပြေရှာမရသေးပါဘူးခန်းနံဝင်ကီလိုတထားရအများကြီးပဲ။ဆောက်ထားပြီးတော့ဒီမသွားရဲ။ဒီမကားတွေမသွားရဲတထားရ။အများကြီးပဲ။ဒီလိုဆိုရရှေ့ဆောက်ထားပြီးတော့ ူမူပြန်တရားဆိုတာကကျွန်တော်ဒုတိယနေရာကတော့ထိုင်းနိုင်ငံရဲ့စွန့်ပြေကစားဝင်ဟောင်းကြီးပဲဖြစ်ပါတယ်။ Happy Land ကိုခေါ်ပြီးထိုင်းနိုင်ငံရဲ့ပထမဆုံးပန်းညံကစားဝင်းကြီးလို့ပြောလို့ရပါတယ်။ဘန်ကောက်မြို့ဘန်ကာဘီခရိုင်နဝမင်းလန်းတို့မဟုတ်ဒုက္ခဖိပန်ပြင်းလန်းမှာတည်ရှိနေပါသေးတယ်။ဒါကြီးကိုစတဲ့ဆောက်လို့စင်ကတော့ဖိုင်းနိုင်ငံကအပန်းဖြေဥယျာဉ်တစ်ခုဖြစ်အောင်ဆိုပြီးရည်ရွယ်ချက်နေပါ။ကံမောင်းကလည်းပဲ1989ခုနှစ်ခေတ်ကအဲ့ဒီနေရာကြီးကိုအပီးတိုင်ပိတ်ရှာပစ်ခဲ့ပြီးအခုတော့အိုင်းနားမှာလူနေရင်တချို့ပဲကြံမာတော့ရယ်။ ပထမအစားကတော့ Happy Lang ကနာမည်နဲ့နိုင်အောင်လိုက်ရောညီထွေပါပဲ။ပြောကြရအောင်ကောင်းတယ်လို့သိရပါရယ်။ဖွင့်နာရှိန်တစ်ခုကိုရောက်မှာတော့ကံညမာစုတွေနဲ့တည်ရင်းနေရတွေကစတင်လာနေပါပြီ။ Happy Lang မှာလာပဲစားတဲ့ကလေးတွေကတယောက်ပြီးတစ်ယောက်ထိဆုံးကြရပါရယ်။တရားရတဲ့အကြောင်းရင်းတွေကလည်းတချို့က Roller Coaster ဘုကပြုတ်ကြပြီးတည်ဆုံးရတာ။တချို့တွေကလှေစီးရင်ရေနစ်တည်ကြတာ။တည်ဆုံးမှုတွေကလည်းဖိဖိစိတ်လာခဲ့ပြီးဘာကြောင့်လဲဆိုတာအသိချာမရခဲ့ပါဘူး။ဖွင့်နာတာမကြသေးတဲ့အတွက်ပစ္စည်းတွေကရှုပ်ရင်းတယ်လို့လည်းပြောလို့မရပြန်သေးပါဘူး။ပူဆိုးကြတာကတော့မပိတ်ခင်တနှစ်လောက်လို့မှာကလေးတွေက Happy Lang ထဲမှာကစားရင်းပြောက်သွားတတ်ကြပါရဲ့။ ပြန်စားတွေ့ရင်အဲ့ဒီကလေးတွေမှာကိုလိုက်ရင်ကမစုံပါပဲခုတ်ထားထိထားရည်လဲတွေ့ရပါတယ်။အောင်မလို့ရှိရင်လည်းအဲ့ကလေးတွေကအပြင်းလုံးဝပျောက်သွားနေတာပါ။အဲ့ဒါတွေကလူသားသမားတယောက်ရဲ့လက်ဆက်ဖြစ်ပြီးအဲ့ဒီစိတ်ကလူသားသမားကိုယခုအချိန်ထိဘသူပဲဝမှန်းလည်းမသိရပါဘူး။အသာဝင်းကြီးကချိန်သာတည်နေတဲ့အတိုင်းပဲအချင်းကြီးရန်ဆူးလာတဲ့အတွက်အသာဝင်းကြီးစီကဒီတဲ့နေကနေမိုးတန်နေအဖြစ်ကိုရောက်ရှိလာပါတော့ရယ်အခုလိုဖြစ်ဆိုးတဲ့ရင်နေကြောင့်ပဲဒီညမှာပဲစားတဲ့သူတွေတဖြည်းဖြည်းပါသွားလာခဲ့တာပါတဖြည်းဖြည်းနဲ့နောက်ပိုင်းမှာတော့အပီးတိုင်ပိတ်ပြလိုက်ပါရယ် ပိတ်ပစ်ပြီးတဲ့နောက်မှာတော့မသားဝင်းကြီးကညဆိုလို့ရှိရင်ကလေးဤတန်းတွေပျော်ပွဲရွှေပွဲတန်းတွေဘာတီဝဲကြီးတွေကျင်းမတန်းမျိုးတွေကြားနေရစေလို့ဘေးပတ်ဝင်းကြီးတွေကပြောပုံရသိရပါတယ်။ဘာတီကရင်တော့အဲ့ဒီကစားဝင်းကြီးကပြက်စီယူရင်းနေတာဖြစ်ပြီးလူသူမရှိတော့တဲ့ကစားဝင်းကြီးသာဖြစ်ပါတယ်။ဒါဆိုရင်ညဆိုရင်ကြားနေရတဲ့ဒီကအတံပလန်တွေကဘေးကများလာနေရတယ်ဆိုတာပရိသတ်ကြီးတို့ကစဉ်းစားကြည့်လိုက်ပါ။မှန်ကောဆက်ဆက်နော်။ ။နောက်ဆုံးညပါတော့ထိုင်းကပြိသက်ကြီးတို့ကောင်းကောင်းရင်းနှီးနေမှာဖြစ်ပြီးတရားရှောက်တဲလို့တရင်ကြည့်ရဲ့ဗုဒ္ဓရာမရုပ်ရှင်ရုံကြီးပဲဖြစ်ပါရဲ့။ဒီရုပ်ရှင်ရုံကြီးကလည်းထိုင်းနိုင်ငံရဲ့အစောဆုံးရုပ်ရှင်ရုံတစ်ခုလို့ပြောလို့ရပြီးစောင်းလုပ်ခရင်ကမှားယွင်းနေတာဖြစ်ပါရဲ့။ဖြစ်ပုံကတော့သူတို့ဒီရုပ်ရှင်ရုံကြီးကိုမစောက်ခင်မှာရေဝတ်တေးရှာမစစ်စည်းခဲ့တဲ့အတွက်တင်းကြောင်းညီဟောင်းတစ်ခုမှစောက်လုပ်ခဲ့တယ်လို့သိရပါရဲ့။အဲ့ဒါဥမာ Foundation 2 Forum ကအယိုးတွေတွေ့တာကိုလည်းဘာမှမဖြစ်တယ်လို့ပဲစောက်ခဲ့ပါရဲ့။ ထမှန်ပြီးတော့ဒူးဖို့တွေးရှိရဲချင်းဟုနှုတ်ဝင်တဲ့စားရီလူမျိုးတွေထပ်တွေ့တာပါပဲ။ဒါပေါ်လည်းတယူမဆိုင်ပါဘူး။ဒီမိဘုံမှာဘယ်နေရာမှာပဲတူတူလူမျိုးစုတွေတွေ့နေတော့ဒါကတင်းကြိုင်းမြေဆိုတာကိုလူကြီးတွေကတတိပေးခဲ့ပါတယ်။အဲ့ဒါမှမတီးစားသွားတာကိုဘာပွဲမှမတင်ဘာမှမဘူးစုံမပတ်တာပဲစက်ပြီးစောင့်လုပ်ခဲ့ပါရဲ့ရုပ်ရှင်ယုံကြီးစောင့်လုပ်နေတော့မှဘာအဖြစ်မှောက်မှမကြုံခဲ့ရပါမယ်ရုပ်ရှင်ယုံကြီးပြီးတဲ့အချိန်မှာတော့ကြောက်စရာကိစ္စကြီးစတင်ဖြစ်ပေါ်လာခဲ့ပါပြီပထမဆုံးရုပ်ရှင်ယုံကြီးမှာဇာကားတွေစပြတော့ယုံရဲ့နောက်တန်းတွေမှာလူမရှိတဲ့ဇာကားပြောတဲ့တွေဒီတန်းတွေထွက်လာတယ်လို့ပြောပါရဲ့ ဲ့ဒီနောက်ပိုင်းမှာဒါကပြိဿတ်ထဲပါပါဆိုပြီးအားလုံးအမှုမဲ့အမှတ်မဲ့နေတော့မှာဖိစာကြီးတခုကဖြစ်သွားခဲ့ပါရဲ့အဲ့ဒါကတော့ရုပ်ရှင်အောင်မှာပထမဆုံးတရေကားပြတဲ့အချိန်ကြည့်နေတဲ့လူရဲ့ရှေ့ကအရင်မဲတွေဖျက်ခနဲခတ်သွားတာကိုလူတခုတယောက်ကတွေ့ရတာမျိုးမဟုတ်ပဲလူစင်ယောက်နောက်ကတွေ့လိုက်ရတာဖြစ်ပါရဲ့နောက်ထပ်ဖိရဲ့ဒီကတော့ရုပ်ရှင်အောင်မှာလာကြည့်နေတဲ့သူရဲ့ဘေးကဒီတန်တူးတူးနဲ့စကားလာပြောတာရီရှောက်ကိုလာကင်တာမျိုးတွေပါကြုံလာခဲ့ရပါရဲ့အဲ့ဒါကြောင့်ဝေပထမအချိန်ဒီရုပ်ရှင်ုံကြီးကိုဖိတ်ရှာလိုက်ပြီးအမြအတန်းဝေရရဲ့နှုတ်ရင်ပြန်ပြီးဖွင့်မှုကြိုးစားပါရယ်ပြီးတော့ဒုတိယအချိန်တီတာပေါက်ပြန်ဖွင့်ပါပြီ ဘာမှထူးထူးခြားခြားဖြစ်မသွားတဲ့အပြင်အရင်ကထက်တော်ပုံစိုးလာခဲ့ပါရဲ့ရုပ်ရှင်ရုံထဲမှာကြည်နေတဲ့ပရိသတ်အရှင်ရှင်ဘာကြောင့်ရမှမရှိပဲလူသက်တာမျိုးတွေဒါရီအောင်ဖြစ်ပေါ်လာခဲ့ပါရဲ့နောက်ဆုံးတော့အဖေပြက်တွေကပူပြီးဆိုးဝါးကျန်းတန်းလာတာကြောင့်စမဖွင့်ရတော့ပဲဩနာရောမှရုပ်ရှင်ရုံကြီးကိုအပီးတိုင်ပိတ်ရှာပစ်လိုက်ပါရဲ့အခုပြောင်းစားခဲ့တဲ့နေရာတွေကိုထိုင်းရောက်မြန်မာပရိသတ်ကြီးတွေရောကြားဘူးပါလားဗျဒီညတွေကထိုင်းနိုင်ငံမှာလုံးဝမသွားသင့်တဲ့နေရာတွေလို့သူတွေကတော့ကန့်သတ်ထားပါရယ်။ဘာရောက်လိလာဝင်လည်းမရှိသလိုဝင်ရောက်ဆက်စုဝင်လည်းမရှိပါဘူး။ ဒီကိစ္စတွေကတကယ်ပဲဖြစ်နိုင်တာမဖြစ်နိုင်တော့ဆိုတာပြည်သက်ကြီးကိုကိုယ်တိုင်ပဲစဉ်းစားကြည့်လိုက်ပါခိဒီနေ့တင်ဆက်ပေးခဲ့တဲ့အစီအစဉ်လေးကတော့ဒီနောက်ပါပဲနောက်လာမယ့်အစီအစဉ်တွေမှာလည်းအခုလိုစိတ်ဝင်စားဖို့အကြောင်းအရာတွေကိုတင်ဆက်ပေးအောင်မလို့ကျွန်တော်ရဲ့ page ကို like and follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ဗျအဆုံးထိကြည့်ရှုပေးတဲ့အတွက်ယေရှုအထူးပဲတင်ရှိပါရခင်ဗျာကိုရီးယားနိုင်ငံက VR ပြုလုပ်နေဒီကိုရီးယား VR စက်ရုံမှာမနက်တိုင်းလူသမားတွေက premium demo တွေကိုကြိတ်ဆက်ကြည့်တွေ့တဲ့ကိုလောင်းထည့်ကြပါတယ်။လုံးဝကိုအမောက်ပြအောင်ကြည့်လိုက်ကြပါ အဒီနောက်ဆက်စင်တဲ့ရေကိုအပူချိန်ထိမ့်ချုပ်ထားတဲ့မက်ချ်တန်တဲကိုထည့်ပြီးအပူပေးခြင်းစတင်ပါပြီ။ချော်ရီတဲမှာစစီတက်တွေကကျင်းဖောက်ဖို့အတွက်ပြီးတော့ပြီးပြည့်စုံတဲ့တကြားပြစ်တို့ပြောင်းလဲသွားအောင်အပူချိန်ကို68ဒီဂရီစင်တီဂရိတ်မှာတနိုင်တိတိထားပေးပါမယ်။တထဲကိုထည့်ဆစ်လိုက်တာကြောင့်ကြည်လင်ပြီးတော့ဒါကအရသာနဲ့အနံ့ရဲ့အဓိကတော့ချက်ပါပဲ။အခုဟင်းကအနှစ်တွေကိုထည့်ပြီးရုံးဝေလိုက်ပါမယ်။ဟုတ်ကခါနီမှုကိုရှင်းချပြီးတက်တော့အနံ့ကိုပေးဆက်ပါတယ်။ဘီယာကိုတဘာဝအတိုင်းထိမ့်သိမ်းဖို့လည်းကူညီပေးပါတယ်။ ဖိုဖွက်ဆူပြီးတယ်နော်ဝက်ကို20ဒီဂရီစင်တီဂရိတ်ဝင်းကျင်အထိအလင်းမြန်အေးခံရပါမယ်ပြီးတော့အချင်းဖောက်ထားတဲ့ကန်တဲကိုလွှဲပြောင်းပေးပါမယ်ဒူးပဝင် PC ကိုထည့်လိုက်ကြတဲ့တကြားတွေကိုကာဗွန်နိုင်အောက်ဆိုက်အဖြစ်တို့ကောင်းလဲစေပါတယ်ပြီးတော့အေးခံပြီးတော့တပတ်မှနှစ်ပတ်ပြည်တာနဲ့တန်ရှင်းလက်ဆက်တဲ့ VR လေးကိုရပါပြီနောက်ဆုံးအနေနဲ့ VR တဲကိုပဝင် PC တချို့ထည့်ပြီးစစ်ထုတ်လိုက်ရင်ကိုရီးယားနိုင်ငံရဲ့ VR ရပါပြီအဆုံးထိတရှိပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကဲဆုံးနေချီရှုပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်နော်အခုလို့ စိတ်ဝင်စားတဲ့ဗီဒီယိုတွေဘူးတွေ့ရပေါ်ဗီဒီယိုတွေကိုနေစဉ်နဲ့များပုံမှန်တက်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် YouTube channel လေးကို subscribe လုပ်ပါတယ်နဲ့ subscribe လုပ်တော့ပြချပါတော့နော်အားလုံးကျေးဇူးတင်ပါတယ်